မင်္ဂလာပါကလေးတို့ရေဒီနေ့ဖပြမယ့်ပုံမြင်လေးကတော့တတိရှိတဲ့မိဖုရားဟူရှိရှိတော့ငါရှင်ပြန်တပါးနဲ့သူရဲ့မိဖုရားလေးတို့ဟာ အတူဆက်မြန်းနေကြတာပေါ့ဒီလို အတူနေနေတဲ့အချိန်မှာလမ်းပေါ်မှာ ပင်မကြီးစွာနဲ့ထင်းစည်းတွေကိုထမ်းပြီး လဲ့လဲ့ရောင်ချနေတဲ့အဖိုးတယောက်ကိုမြင်လိုက်ရတယ်။ရှင်ဘီရင်ဟာထင်းတဲ့အဖိုးအုပ်ကိုတွေ့တော့ခယူနာတက်လာပြီးစိတ်ဝင်စားတာကြောင့်ခေါ်ယူမင်းမြဲတာပေါ့။ပင်မဲလုနာကြောင့်အူစာလှတဲ့မှန်တော်လေဘရင်ကြီးခေါ်ယူမင်းမြဲလိုက်တဲ့အချိန်မှာတော့အဖိုးအိုရဲ့အသက်ဟာရှင်ဘီရင်နဲ့ တတရတူဖြစ်နေကြောင်းသိရှိလိုက်ရတယ်ဒီလိုနဲ့ဆက်လက်ပြီးမေးမြန်းတဲ့အခါအသက်ရွယ်တူယုံမကမွေးနေ့မွေးရက်မှာစားပြီးအားလုံးတူနေကြောင်းသိလိုက်ရတဲ့အတွက်ရှင်ဘရင်ဟာအံ့အားသင့်မိတာပေါ့အလိုလေမွေးနေ့ခုနှစ်တက်ကြွတူပါလျက်နဲ့တူဦးကရှင်ဘရင် ဘာကြောင့်ဒီလောက်တောင်းစင်ရပင်မန်းကြီးစွာလောက်ကင်စားတောက်နေရပါသလဲပရင်ကြီးဟာတတူရေတူထင်းရောက်တဲ့အဖိုးကိုကြည့်ပြီးတနာစိတ်နဲ့ဂယုနာတက်ပြီးညင်ညူမိတာပေါ့ဒီလိုချိန်မှာပဲဘရင်ကြီးရဲ့မိဖုရားငယ်လေးကရုတ်တရက် အိုးဘင်ကြီးရဲ့ဒီအထင်းရောက်တဲ့အဖိုးအိုဟာဇနီးမယားလက်လိမ်မမမရှိတာကြောင့်ပင်မန်းစင်းရဲ့ကြီးစွာလောက်ကင်စားတောက်နေရတာဖြစ်မှာပေါ့မိဘကြီးဟာအသက်အရွယ်ငယ်သေးတာကြောင့်စကားကိုမစင်မချင်းပဲလှက်ကနေပြောဆိုလိုက်မိတယ်။အဲ့ဒီခါမှာရှင်ဘီရင်ကအယံကိုစိတ်ဆူသွားတာပေါ့ ဘယင်ကြီးရဲ့ဇနီးမယားဘယင်ကြီးရဲ့မိဖုရားတယောက်ဖြစ်ပါလျက်နဲ့သူတို့ဘာအပေါ်တနာကယူနာမထားပဲရုတ်တရက်လက်လွတ်စပယ်ပြောမိတဲ့မိဖုရားကိုအမျက်ထွက်သွားပြီးဒီမှာမိဖုရားကြီးဒီလိုဆိုရင်ငါကိုတော့မြက်မင်းစည်းစိမ်ခံစားနေရတာဟာအဲ့တဲ့မိဖုရား လိမ်မာချင်းချောင်းလို့ဆိုချင်တာလား တဲ့မိဖုရားပြောတဲ့စကားကဒီလိုဖြစ်နေတယ်ကွဲ့ဒါကြောင့်ဇနီးမယားလိမ်မာလင်လင်ဖြစ်သူကြီးပွားချမ်းသာနိုင်ပါသည်ဆိုလင်တင်မိဖုရားအားအခုပင်ထင်းရောင်းတဲ့အဖိုးအုံနဲ့ကျွန်ုပ်ထည့်ပေးလိုက်ပါပြီခုချိန်မှစပြီးထင်းရောင်းတဲ့အဖိုးအုံနဲ့တင်လိုက်သွားပါတော့ ရင်ကြီးကဒီလိုဆိုပြီးမိဖုရားကြီးကိုနန်းတော်ကနေနှင်ထုတ်လိုက်တဲ့ကွယ်ဘရင်ကြီးရဲ့အမိတ်ဆိုတော့မိဖုရားလည်းမနေတာတော့ပဲထင်ထန်းရောင်နဲ့အဖိုးဝရဲ့နောက်ကိုလိုက်သွားရတော့တာပေါ့ထင်းတဲ့အဖိုးအိုရဲ့အိမ်ကိုရောက်တဲ့အခါအဖိုးအိုရဲ့စနီးအဖွားအိုကပါမိဖုရားကြီးကိုတနာလာတာကြောင့် တို့မှလည်းသားသမီးမရှိတာကြောင့်တို့ရဲ့သမီးအဖြစ်သဘောထားပြီးဘာမှလှုပ်ရှားမလို့ကြောင်းစိတ်ချမ်းသာစွာနေဖို့အပိစကားပြောချတာပေါ့မိဖုရားကလည်းအဖိုးနဲ့အဖွားအိုကို သူ့ရဲ့မိအိုဖအိုသဘောထားလိုက်တာပေါ့ကွယ်တကယ်တော့မိဖုရားကြီးဟာအတိညာကျွဲတယ်မိဖုရားတယောက်ဖြစ်တယ် ဒီတော့မိပြာကြီးဟာရရောက်ချင်းမှာပဲအဖိုးလိုဇနီးမောင်နဲ့နေထိုင်စားတောက်ပုံတွေကိုတေချာလိလာကြည့်တယ်။ဒီလိုလိလာကြည့်တဲ့အခါမှာတော့အဖိုးအိုတို့လိမယားဟာဟင်းနီဟီရကစားပြီးဝယ်ယူစားတောက်နေရတာကိုတွေ့လာရတယ်။ ဒါကြောင့်မိဖုရားကြီးဟာအိမ်နောက်ဖေးစည်းဆိုင်တယ်ဆိုတဲ့အတိုင်းခြံဝင်းလေးထဲမှာဘူးသီးတွေဖျုံတခွာဒီလိုဟင်းနှီးဟင်းရွက်တို့ကို အဖိုးအိုရဲ့အကူအညီနဲ့စိုက်ပျိုးစေတာပေါ့ပြီးတော့အနီးနားဝန်းကျင်မှာရှိတဲ့ကလေးတွေကိုခေါ်ပြီး အခမဲ့စတင်ပေးတယ် ဒါကြောင့်ဒီလိုစတင်ပေးတဲ့အတွက်ကလင်းငယ်တွေကလည်းစိုက်ခင်းကိုရေလောင်းကြတယ်ပေါင်းတင်လုပ်ပေးကြတယ်ရေလောင်းပေါင်းတင်ဝိုင်းပြီးကုညီလှောက်ဆောင်ပေးကြတာပေါ့ဒီလိုနဲ့အဖိုးအိုရဲ့စိုက်ခင်းဟာ ဟင်းနှင်းဟင်းရွက်တွေစုံလင်စွာများပြားလာတာကြောင့်အဲ့အတွက်စားဖို့လုံလောက်တဲ့အပြည့်ကို ရောင်းချဖို့ပါပုံရှင်နေတာကြောင့်ဟင်းသည်ဟင်းရက်တူကိုတီချပြင်ဆင်ပြီးအဖွားအုပ်ကိုဈေးဟုသွားပြီးရောင်းစီတယ်ရရှိလာတဲ့ငွေကြေးလေးတွေကိုကြစ်ကြစ်ပအောင်စုဆောင်းတာပေါ့စနေကစားစီမံခတ်ခွဲလှောက်ဆောင်တဲ့ခါအချိန်ကြာလာတော့မိဖုရားကြီးဟာလှဲနွားတို့ကိုဝယ်ယူလာနိုင်တယ် ထမအဖိုးအိုဟာထင်းစည်းတွေကိုကြောမှထဲမီးရောင်းနေရာကနေထင်းစည်းတွေကိုနွားလဲနဲ့တင်မီးရောင်းချတာကြောင့်ထင်းတွေကိုပို့ပြီးအများကြီးရောင်းနိုင်တာကြောင့်ပတ်စံတွေလည်းပို့ပြီးရလာတာပေါ့ဒီတော့အဖိုးနဲ့ဖွာတို့စနီးမောင်းတဲ့ဟာပို့ပြီးစီးပွားဖြစ်လာတာပေါ့ဒီလိုနဲ့တဆင့်တက်ပြီးထင်းကိုရောင်းချင်းတဲ့ မိသွေးဖုတ်ပြီးရောင်းနိုင်ရင်ပို့ပြီးအကျိုးမြတ်ရရှိကြောင်းသိလာရတဲ့အခါအဖိုးအိုမိသွေးဖုတ်ပြီးရောင်းစီပြန်နေဒီလိုနဲ့တနေ့မှာတော့တောင်ဆောင်တစ်ခုမှာထင်းနေကိုမိသွေးဖုတ်ပြီးမိသွေးကောက်ပေါ်လာတဲ့အခါပြောင်ပြောင်လက်လက်အတုံးခဲတွေကိုတွေးလိုက်ရတယ် အပိုးအိုဟာပြပြောင်လက်လက်အတုံးခဲလေးတွေဟာဘာမှမသိတာကြောင့်အိမ်ကိုယူလာပြီးတမီးဖြစ်သူမိဖုရားကိုပြလိုက်တာပေါ့မိဖုရားဟာတွေ့ရင်တွေ့ချင်းမဲရွှေဖြစ်ကြောင်းကိုတန်းသိတာပေါ့ဒါကြောင့်ဒီတောင်ဆောင်ကတပင့်မှန်သမျှကိုမိအထက်တိုက်စီတယ် ဒီလိုနဲ့ရွှေတောင်းလေးတော်တော်များများရတဲ့အခါနွားလင်းနဲ့တိုက်ပြီးပြင်းမြတ်စီကိုတွားရောက်ဆက်တာပေါ့အဖိုးကိုရဲ့လျှောက်ထားချက်အရာအကြောင်းဆုံးကိုသိတဲ့အခါဘရင်မင်းမြတ်လည်းမိဖုရားရဲ့လိမ္မာပါနတ်မှုကိုနှစ်သက်မိတဲ့အတွက်မိဖုရားကြီးကိုရှေးကအတိုင်းပြန်ပြီးခေါ်ယူမြောက်စာတော့တာပေါ့ကွယ် ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်ဒီပုံမြင်လေးကမိဖုရားကြီးလို့သူမကြုံလိုက်ရတဲ့လောကရန်ဟာတော်တော်လေးကိုကြောက်ရွံ့ကောင်းပါတယ်ကွယ်ရုပ်တရက်မိဖုရားကြီးကနေထင်းရောက်တဲ့အဖိုးအုပ်နဲ့ထည့်ပြလိုက်တယ်လေဘီရင်ကြီး တိုင်းရှောင်လို့မရနိုင်တဲ့လောကဒဏ်ကိုသွေအေးအေးနဲ့လက်ခံတက်ဖို့တတိမာ လွေလှတာတော့မဟုတ်ပါဘူးကွယ်ဒါပေမဲ့မမိရဲ့စိတ်ကိုမိဖုရားကြီးရဲ့စိတ်တက်လို့ပဲစူးစားပြီးအတင်းရမှာဖြစ်ပါတယ်လောကအလင်မှာလူရယ်လို့ဖြစ်လာရင်လောကဒဏ်တရားဆိုတာတနေ့မဟုတ်တနေ့တွေ့ချရမှာပဲကွယ် အဲ့လိုကြုံလာတဲ့လောကဒဏ်တရားကိုမိဖုရားလိုတတိရှိရှိရဲရဲဝဲဝဲရင်ဆိုင်နိုင်ခြင်းဟာလေလောကဒဏ်တရားကို အောင်မြင်နိုင်ခြင်းဖြစ်ပါတော့တယ်ကွယ်ဒီနေ့တော့ဒီလောက်ပါပဲเนาะ